2025ခုနှစ်အရာဝတိုင်းဒေသခြေဝန်ကြီးချုပ်ဖလာခရိုင်ပေါင်းဆောင်ရိုးရာလှေလောပြိုင်ပွဲနဲ့ဆွေချင်းမြုံမွဲခန်းနာကိုအပိလ30ရက်မနက်ပိုင်းကဗန္တတော်မြို့နယ် Global Arc မွေးမြူရေးငါးမွေးမြူရေးစက္ကန့်မှာကျင်းပခဲ့တာပဲဖြစ်ပါတယ်။တရင်ပြေဆောင်ကိုပတ်သိမ့်တရင်ထနာခွဲမှာအခုလိုပဲပြပို့ထားပါတယ်ရှင်။အရာဝတန်းဒေသကြီးမြမရိုးရလေးလိုအားကစားနည်းကိုမြင့်တင်ပေးနိုင်ရန်နဲ့နိုင်ငံတော်ကအားထားရတဲ့လက်ရွေးစင်အားကစားသမားကောင်းများမွေးထုတ်ပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး ဝန်ကြီးချုပ်ဖလားခရိုင်ရှိခရိုင်မြမယူရလေးလောအားကစားပြိုင်ပွဲကိုကျင်းပခြင်းဖြစ်ကြောင်းသိရပါတယ်။မြမယူရလေးလောပြိုင်ပွဲနဲ့စုချင်းမြင့်ပွဲအခမ်းအနားကိုဧပြီလ30ရက်နေ့ကပတ်တနော်မြို့နယ် Global အငါးမွေးမြူရဲစခန်းမှာဆက်လက်ကျင်းပရာကြားမီတာနေရာဆက်တက်လောပြိုင်ပွဲမမီတာနေရာဆက်တက်လောပြိုင်ပွဲနဲ့ကြားမအပေါင်းမီတာနေရာဆက်တက်လောပြိုင်ပွဲများနဲ့ဗိုလ်လူပွဲများရှင်ပိုင်ကစားခဲ့ကြတာပဲဖြစ်ပါတယ်။အရာဝီတိုင်းသားတွေအများစုကရင်းနဲ့လဲကျွမ်းကျင်ကြပါတယ်။အဲကြောင့်ဒီအရာဝီတိုင်းထဲမှာဒီပြိုင်ပွဲတွေကို အဓိကကျင်းပလို့ရှိပါတယ်အမျိုးသမီးရောအမျိုးသားရောကျွန်တော်တို့မီတာ200မီတာ900အဓိကပါဝင်ရှင်ပြိုင်နေတာဖြစ်ပါတယ်ခင်ဗျလေလိုအားကစားနည်းဆိုတာဒူးတယောက်ထဲနဲ့မရပါဘူးအများစုပေါင်းပြီးတော့တက်ညီလက်ညီတို့လုံရတဲ့ဇာကအတုံးလုံးဖြစ်တယ်လို့ပဲဟိုလက်ကောတက်ကောညီမလေကအချိန်နဲ့ရှေ့ကိုတညီတညာလက်သွားနိုင်တာဖြစ်ပါတယ်လက်ကျင့်တဲ့အချိန်တွေကစပြီးတော့တက်ညီလက်ညီဖြစ်အောင်စုစုစည်းစည်းဖြစ်အောင် လေ့ကျင့်ကြရပါတယ်။ကျွန်တော်ရှိရအမျိုးသားကောအမျိုးသမီးကစားသမားတွေကောအကျိုးတည်မီတော့ပြန်ပြီးဝင်မနိုင်မှုအတွက်ကိုလေ့ကျင့်ကြရပါတယ်။အခုဒီရေလန်းကျောင်းတွေမှာလည်းလာပြီးတော့လေ့ကျင့်ပြီးတော့ပြင်ဆင်ပြီးတော့ပြိုင်ပွဲဝင်ရတာဖြစ်ပါတယ်။အဲ့တော့စူးစီးညီညာမှုကိုအဓိကအားထားတဲ့အာကစားမြမရိုးရအာကစားနည်းဖြစ်တဲ့အတွက်ဒါကျွန်တော်တို့စီလုံးကျောင်းလေးပတိသိတို့နေရာကြီးပြပါအားကိုအဓိကအထောက်အကူပြုကြောင်းအကျိုးရှိကြောင်းတင်ပြလိုပါတယ်ခင်ဗျာတာနေရာပါအကောင်းဆုံးတော့စူးစမ်းရှေ့ပြခဲ့ပါတယ်အော် grade 9ကဆက်စတင်ပြီးတော့ ထွက်နေတဲ့လေးကျန်တွေရခဲ့ပါတယ်တိုက်တိုက်ကြီးနဲ့ပြည်နယ်ပြိုက်ပွဲရှိတဲ့အတွက်တိုင်းရောက်ကဝင်နေတဲ့ခရိုင်တို့ဝင်လာတာပဲဖြစ်ပါတယ်လေလောအသားနေရအသင်းဖွဲ့နဲ့လှော်ရတဲ့အတွက်ကြောင့်စီးလုံးညီညွတ်မှုရှိတဲ့အတွက်စိတ်ပါဝင်စားတာဖြစ်ပါတယ်နိုင်ငံတော်အတွက်အားကိုးအားထားရတဲ့အသာတမောင်တယောက်ဖြစ်ဖို့ပါအမျိုးသားအမျိုးသမီးတကွန်ဆိုင်စုများနဲ့စုပေါင်းတကွန်ဆိုင်စုများကိုမူပင်ခရိုင်ကရရှိခဲ့ပြီးစုရရှိကြသူများအားစုများအသီးသီးပေးအပ်ချင်းမြင့်ခဲ့ကြောင်းသိရှိရပါတယ်။ပြည်အရီတိုင်းမှာဆိုရင်တော့မူပင်ခရိုင်ဆိုတာကမြို့ရလေလို့ပွဲမှာအဓိကအားထားရတဲ့အသင်ဟိုမြို့နယ်ခရိုင်ပေါ့လေ အရင်ဆက်ကျွန်တော်တို့ပြင်ပွဲတိုင်းမှာလေဒီလေးလိုပြင်ပွဲပေါ်တော့ကျွန်တော်တို့ဒိုင်းစုတွေတော်တော်များများယူခဲ့မှုပါတယ်အခုဆိုရင်လေကျွန်တော်တို့ email 6မျိုးမှာဒိုင်းစု6ခုလုံးကျွန်တော်တို့ချွေကြီးယူပါတယ်အမျိုးသားတစ်ခွန်စိုက်တိုင်းမျိုးသမီးတစ်ခွန်စိုက်တိုင်းစုပေါင်းတိုင်းကျွန်တော်တို့မူပဲခင်ကပဲအားလုံးကိုရာကြည့်ပါတယ်ခင်ဗျာလေ့ကျင့်တဲ့အချိန်မှာလေကျွန်တော်တို့သတ်မှတ်တဲ့စီကံကျဲအတိုင်းအစားအသောက်ကိုလေကီလိုရီပြည့်အောင်ဆေးဝါးနဲ့အားစားသမားတွေရဲ့ကျန်းမာရေးအစားအစာအရာပေါ့ကိုသားသမီးအရင်လိုပဲကျွန်တော်တို့ဂယူရစိတ် ကြိုးစားပြီးတော့လုပ်ခဲ့လို့ခုလိုပဲကျွန်တော်တို့အောင်မြင်မှုရခဲ့တာပါခင်ဗျစူပေါင်းတကုံဆိုင်စုကိုပထမစုကိုအကုန်လုံးရရှိခဲ့တာဖြစ်ပါတယ်ဖလားသုံးလုံးသုံးလုံးရရှိခဲ့တာဖြစ်ပါတယ်ကြားဆယ်တဲ့ပထမစုဝယ်မဆယ်တဲ့ပထမစုဝယ်ကြားမစူပေါင်းတကုံစုသုံးစုရရှိခဲ့တာဖြစ်ပါတယ်လေတော်တာတယောက်တည်းကောင်းလို့နိုင်တဲ့အရာမဟုတ်တဲ့တော့ ကျွန်တော်တို့အတင်းလိုက်တဒုတ်တတိရဲ့စူပေါင်းခွန်အားတွေနဲ့အတူနီးပြားတွေရဲ့သုံးနေဆုံးမမှုအောင်မှာစနေတရ၄ချိန်ခဲ့တာဖြစ်ပါတယ်။နိုင်ငံတွေကဝါသနာပါခဲ့တဲ့အရာမျိုးတွေကျွန်တော်ပါဝင်ဖြစ်တာဖြစ်ပါတယ်။တိုင်းနဲ့ပြည်နယ်အတွက်ရောနိုင်ငံအတွက်ရောအကောင်းဆုံးလက်ရင်းသက်တွေအောင်ပြောင်းကြိုးစားသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဒီသတင်းကိုပသိမ်သတင်းဌာနခွဲကပြုပို့ထားပါတယ်ရှင်။